ပရိသတ်များအားလုံးပဲမင်္ဂလာပါဝိုင်းလေးတိုင်ရော်ရီပရိုဂရမ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့ဝိုင်းလေးကอืม cover song นี่วันนี้อ้ายติซูเกเรซอปฏิบัติดิแลติมาบาไอ้ cover song นี่มาซูโลชิงแลวันนี้อ่ะเอ่อမြန်မာသချင်းအပြင် international cover song นี่ကိုလဲဆိုရတာနှစ်သက်တဲ့ဆိုတော့တူဖြစ်ပါတယ်အဲ့လိုမျိုးဆိုတဲ့အခါမှာလဲဝမ်လေးอ่ะဘာသာစကားမတူညီတဲ့ဘာသာစကားတွေကိုလေ့လာပြီးတော့အဲ့ဒီဘာသာစကားတွေနဲ့အတူတူသချင်းတွေကိုလဲရွေးချယ်ပြီးတော့အများအားသိဆိုလေးရှိပါတယ် အဲဝမ်လေးတိဆိုခဲ့တဲ့နေရာမှာဆိုရင်သဘောအကျဆုံးဖြစ်တဲ့အဲ international song နဲ့မှာမှာ never enough ဆိုတဲ့ cover song လေးကိုဝမ်လေးကဒီကနေ့ review video လေးအနေနဲ့ပြန်လဲပြီးတော့တင်ဆက်ချင်ပါတယ် ဒီ never enough ဆိုတဲ့သချင်းလေးကတော့ the greatest showman ဆိုတဲ့ရုပ်ရှင်ဇာတ်ကားတဲ့ကနာမည်ကြီးခဲ့တဲ့ OST သချင်းလေးလည်းဖြစ်ပါတယ်။မူရင်းအဆိုတော်အနေနဲ့ Lauren Orrick ကနေပြီးတော့မှတည်ဆူထားတာဖြစ်ပြီးတော့ Lauren Lauren ကဆိုလို့ရှိရင်လည်းသူကဂီတကိုဝိုင်းလို့လိုပဲငငယ်လေးတည်းကဝါသနာပါခဲ့တဲ့သူဖြစ်ပြီးတော့မမတ်ရရအနေနဲ့သူကဒီ greatest showman ဆိုတဲ့သချင်းကိုသူတည်ဆူခွင့်ရခဲ့ပါတယ်။ဒါပေမဲ့သူကကင်မရာနောက်ွယ်ရမှာပဲနေရတာစိုးရတာကြိုက်တာဖြစ်ပြီးတော့ အဲသူ့ရဲ့နာမည်ကလည်းအရင်ကြီးကသူကမဖြစ်ခဲ့ဘူးပေါ့အဲ့ခါကျတော့သူက2022ခုနှစ်မှာ Breeding Ghost Talent မှာသူ့ရဲ့ Never Enough ဆိုတဲ့တခြင်းနဲ့ပဲမူရင်းတခြင်းနဲ့ပဲပြန်လည်ပြီးတော့မှဒီဆိုရှင်ပြိုင်ရင်းနဲ့ Gold Buzzer ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဝိုင်းလေးကလည်း Lauren ရဲ့အားထုတ်မှုတွေကိုလည်းသဘောကျသလိုဒီ Greatest Showman ဆိုတဲ့ဇာတ်ကားရက Never Enough ဆိုတဲ့တခြင်းလေးကလည်းအရန်ကိုဒိတ်ပဲရှိပြီးတော့ဝိုင်းလေးအရန်သဘောကျတဲ့တခြင်းလေးဖြစ်တာမို့လို့ Cover Song ဒီဆိုဖို့အတွက်လည်းရေးချက်ဖြစ်ခဲ့ပါတယ်။ ဒီဆိုရဲခါမှာလည်းဒီတခြင်းကအရန်ကိုခက်ခဲပြီးတော့ high page တွေလည်းတအားခက်ခဲတာဖြစ်တဲ့အတွက်ဝင်လေဒီ never enough တခြင်းကိုအများကြီးအများကြီးအများကြီးကိုအချိန်ကြီးခက်ခါလေ့ကျင့်ခဲ့ရပါတယ်။တခြား cover စောင်းနေဒီဆိုတာထက်ကိုပို့ပြီးတော့ခက်ခဲပြီးတော့အတန်သွင်းတဲ့အခါမှာလည်း၂ရက်လောက်၂ရက်၃ရက်လောက်ကိုဝင်လေခွဲပြီးတော့မှသွင်းခဲ့ရတယ်ပေါ့နော်။တကယ်တမ်းဒီလိုတခြင်းမျိုးဆိုတာ live perform လုပ်ဖို့ဆိုတာတကယ်ကိုမလွယ်ပါဘူး။ဝင်လေအနေနဲ့လည်းကိုယ့်ရဲ့ vocal range ကအတန်ချိုပြီးတော့ high page တွေမှာ all လို့ရှင်အတန်ပါတဲ့ ဖိုကန်ထုံးမျိုးပေါ့နော်အဲ့ခါကျတော့ဝိုင်းလေးရဲ့အတန်နဲ့ဒီသချင်းကိုလိုက်ဖက်အောင်လို့အကျဉ်းခါကလေ့ကျင့်ပြီးတော့ vocal ကိုအာတေချာ warm up လုပ်ပြီးတော့မှအတန်သွင်းပြီးတော့ဒီဆိုခဲရတဲ့ခက်ခက်ခက်ခဲကိုသွင်းခဲရတဲ့တချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ဒီတော့ one league ကဒီ never enough ဆိုတဲ့တချင်းကိုဘယ်လိုစူးစမ်းတည်ဆိုတင်ဆက်ထားလဲဆိုတာကို one league နဲ့အတူတူဒီနေ့ review video လေးအနေနဲ့စပြီးတော့ကြည့်လိုက်ရအောင်နော်။ I'm trying to hold my breath.